ဟိုရမဝင်ဝင်ဆုံးရှုံးသွားတဲ့ United တို့အပြောင်းရွှေ့ဈေးကွက်မှာဘာတွေဖြစ်လာနိုင်မလဲ။ဗိတ္တများလုံးမဲမိမာများအင်ဝါအကနေပြန်လဲကြိုလိုက်ပါရင် United ဟာဂျိုပါလီဘိုလူပွဲမှာစပါးကိုရှုံးနေခဲ့ပြီးတဲ့နောက်လာမယ့်ရာသီမှာဘာဥရောပဝင်ခွင့်မှာမရှိတော့ပါဘူး။ရှိတဲ့တခုတည်းသောအခွင့်အရေးကိုဆုံးရှုံးလိုက်ရတာလည်းဖြစ်ပါရင်ဒီရှုံးခဲ့ကြောင်ဖလားလက်မဲ့ဖြစ်ခဲ့ရသလိုအသင်းရဲ့တမိုင်းတစ်လျှောက်မှာအဆိုးရွားဆုံးရက်တီမှုနဲ့ရာသီသိမ်းရတော့မှာဖြစ်ပါရင်ဒါပြင်ဗန်နိုင်းပိုင်းတွေကလည်းကြက်တဲလာပြီးတော့ကစားမားတွေခေါ်ယူမှုတွေကလည်းအခက်အခဲတွေဖြစ်လာပြီး ကစားသမားတော်တော်များများကဥရောပပွဲတွေကစားရတဲ့အသင်းတွေကိုပဲပြောင်းကျင်ကြတယ်။ချန်ပီယံလိဂ်ပွဲတွေကိုကစားခြင်းနဲ့ယူရိုပါလိကိုကစားခြင်းနဲ့အဆရှိတဲ့ဖြစ်ပေါ့။အခုလိုမျိုးဥရောပဝင်ခွင့်မရှိတဲ့အသင်း၊ဥရောပပြိုင်ပွဲတွေမကစားတဲ့အသင်းပြောမယ်ဆိုရင်ဘာမျှော်လင့်ချက်မှမရှိတဲ့အသင်းကိုကစားသမားတွေအနေနဲ့လာရောက်ဖို့ဆိုတာကတော်တော်လေးစဉ်းစားရခက်မယ်ထင်တယ်။အခု United ရဲ့ပြိုင်ပွဲကစားသမားတွေတင်ပါလဲချန်ပီယံလိဂ်ကစားခြင်းလို့အင်တာနက်လုံးနေတဲ့ကစားသမားတွေရှိတယ်။အခုတော့ United တို့ဥရောပပွဲတွေမကစားတာထင်ရှားသွားပြီ။ ဒါကြောင့်လာမယ့်အပြောင်းအရွှေ့တွေကမှ United ကိုဘယ်သူတွေရောက်လာမလဲဆိုတာကလည်းစိတ်ဝင်စားစရာပဲ။အဘယ်သူတွေရောက်လာနိုင်မလဲဆိုတာကိုမပြောခင်မှာအခုလိုမျိုးအရောပါဝင်ဝင်မရတဲ့ຢာဒီမှာလူဝယ်ရတာဟာ United အတွက်အားသာချက်တစ်ခုတော့ရှိတယ်။ဘာကြောင့်လဲဆိုတော့အရောပါဝင်ခွင့်မရတဲ့အသင်းမှာဘယ်ကသူမှမကစားခြင်းကြဘူး။ဒါပေမဲ့ကစားခြင်းလို့လာတဲ့သူတွေကလည်းဒီအသင်းမို့လို့ကစားခြင်းတာဒီအသင်းဖြစ်နေလို့ကစားခြင်းတာဆိုတဲ့လူတွေကပုံများလာမယ်။တခြားကစားမားတွေလို့ Champion League ကစားခြင်းလို့ဖလားလို့ခြင်းလို့ဆိုတဲ့သူမျိုးတက် United မှာကစားခြင်းလို့ရောက်လာတာပါဆိုတဲ့ကစားသမားတွေပုံများလာမယ်။ ပြောမယ်ဆိုရင် United DNA နဲ့လာမယ့်ကစားသမားတွေကပိုများနာမယ်လို့မျှော်လင့်လို့ရတယ်။လက်ရှိနေသားရ United ကိုရောက်ရှိလာနိုင်ခြင်းအရှိဆုံးကစားသမားကတော့ကွန်ညာပဲ။ကွန်ညာက final ပွဲစဉ်မတိုင်ခင်တည်းက United နဲ့သဘောတူညီမှုရခဲ့တယ်။အခုတောင်ပန်ကစားသမားအနေနဲ့ဒီ Spa နဲ့ပွဲရလာတော့ Hume Side ပဲနဲ့ United ကိုပြောင်းဖို့တဲ့စိတ်အားထက်သန်နေတာ။ Premier League နဲ့လည်းအသားချပြီးသားကစားသမားတူဖြစ်တာကြောင့်ကွန်ညာကိုခေါ်ယူလိုက်နိုင်တာဟာ United အတွက်ကတော့ရွှေပဲ။ United ကကွန်ညာရဲ့ပြောင်းရွှေ့ခြင်းဖြစ်တဲ့စာချုပ်ဖက်သိမ်းခြင်းရို62.5တန်းကိုပေးချေသွားမှာ။ဒါပေမဲ့ဒီလိုပေးချေရတဲ့နေရာမှာလည်း3နှစ်ခွဲပြီးတော့ပေးချေသွားမှာဖြစ်တယ်။ နော်နောက်တစ်ခုကတော့လီယန်ဒီလက်ပါအင်းဆွေတိုင်းလေးမျိုးဒီလက်ကိုချဲစီကလည်းစိတ်ဝင်စားနေဆိုပေမဲ့ယူနိုက်တက်ဘက်ကိုနည်းနည်းလေးအလေးတာနေတယ်။ဟောကစားမရဲ့ပြောင်းရွှေ့ခြင်းကလည်းပေါင်သန်း30ဝန်းကျင်ပဲရှိတာကြောင့်ယူနိုက်တက်ရဲ့ဘက်ချင်းနဲ့လည်းကိုက်ညီမှုရှိတယ်။အမော်ရီနေနဲ့ဒီလက်ကိုဒုတိယ Grokias ဖြစ်အောင်အသက်သွင်းချင်နေတာ။နောက်တစ်ယောက်ကတော့အန်ဘူမိုပါ။လာမယ့်ရာသီမှာ Brandfo ကလည်းဥရောပဝယ်ကန်စရာမရှိဘူး။ဒါကြောင့်အန်ဘူမိုအနေနဲ့ Brandfo မှာပဲကစားကစားဒါမှမဟုတ်တခြားအသင်းကိုပဲပြောင်းပြောင်းပြဿနာတစ်ခုတော့မဟုတ်ဘူး။တခုရှိတာကအန်ဘူမိုဟာ ချန်ပီယံလိဂ်ကစားကြတဲ့ကစားမမျိုးဆိုရင်တော့ United ဟာသူ့တဲ့ရွေးချယ်စရာမဟုတ်ဘူးဒါပေမဲ့ကင်မရွန်သားဟာအိုနာနာနဲ့ယင်းနည်းတဲ့ဆက်ဆံရေးရှိတဲ့အတွက် Old Trafford အကြောင်းကိုမကြာခဏမေးရဆိုပြီးတော့အိုနာနာဆီကလည်းသိထားရတယ် Brandford မှာတဲ့ United ကိုပြောင်းလာတာကသူ့ရဲ့ကစားမဘဝကိုတဆင့်မြင့်တင်ပေးနိုင်တယ်လို့သူ့ရဲ့ပုံရိပ်ကိုလည်းတဆင့်မြင့်သွားမယ်ဆိုတာအမှုမကောင်းကောင်းသိတယ်နောက်ဆုံးတစ်ယောက်ကတော့စီမန်ညိုပဲစီမန်ညိုကလည်းဘုံပေါင်းနဲ့အတူဒီတောက်ပါလာတဲ့ကစားမတယောက်ဖြစ်တယ်လို့အသိကြီးတော်တော်များထိတ်တန့်ပြင်မှတ်လည်းဖြစ်တယ်အော်လက်ရှိမှာဘုံမော့ကဘာလို့ရောပါဝင်ကမှမရထားတဲ့အတွက် United ကိုပြောင်းလာရင် ဒီအန်ဘူမိုလိုပဲသူ့ရဲ့ကစားသမားဘွားဟာလည်းတစ်ဆင့်မြင့်တင်သွားနိုင်တယ်။ဒါကြောင့်စီမံညိုနဲ့အန်ဘူမိုကတော့ United ပြိမှတ်ထဲမှာရှိတယ်ဆိုပေမဲ့လက်ရှိချိန်ကြီးတော့သူတို့နှစ်ယောက်နဲ့ပတ်သက်ပြီးတစုံတရာကမ်းလှမ်းတာမျိုးတော့မရှိသေးဘူး။နောက်ပြီးတော့ဒီကစားသမားတွေပြင် United ကိုရောက်လာနိုင်တဲ့နောက်ထပ်ကစားသမားတစ်ယောက်လည်းရှိတယ်။ဒါပေမဲ့အဲ့ကစားသမားကတော့ဖြစ်နိုင်ချေနေတယ်။သူက Jokic ပဲ အဂျိုဂီယက်ကဒီလာမယ့်အရာဒီနေရာဒီအပြောင်းရွှေ့မှာပေါ့နော်စပိုးတင်းကထွက်မယ်လို့တရားဝင်ပြောပြီးသားသူ့ရဲ့အပြောင်းရွှေ့ကြရလဲစာချုပ်ဖြစ်တဲ့ကြီးကလည်းယူ65သန်းဝင်ချင်မှရှိတယ်သူဒီဥရောပထိပ်တန်းပြင်မဲ့ဖြစ်လို့ MRI နဲ့ဆရာတပည့်ဆက်ဆံရင်ရှိသူဖြစ်တယ်ဒါပေမဲ့သူကချန်ပီယံလိဂ်ကစားခြင်းနဲ့လို့တရားဝင်ပြောထားတာဖြစ်တဲ့အတွက် United ကိုရောက်လာဖို့အခွင့်အရေးနေတယ်ဒါပေမဲ့ဘာကြောင့် United ကိုရောက်လာနိုင်ချေရှိလဲလို့ပြောရလဲဆိုရင် MRI နဲ့ဆရာတပည့်ဆက်ဆံရင်ကြောင့် တက်ဂရိုဂီယက်ကအမ်မိုရင်ကိုလေးစားတယ်အမ်မိုရင်ကြောင့်သူအခုလိုမျိုးထိတန်းအဆင့်တိုက်ဆင်မှုတရားဖြစ်လာတယ်ဆိုပြီးတော့သူ့ကိုယ်သူခံယူထားတယ်။ဒါကြောင့်သူအသင်းပြောင်းရင်တော့အမ်မိုရင်ရှိနေတဲ့အသင်းကိုဦးစားပေးပြောင်းမယ်ဆိုပြီးသူကိုယ်တိုင်တငယ်ချင်းတွေကိုပြောထားခဲ့ပူတာမျိုးရှိတယ်။ဒါပေမဲ့အခု United ကချန်ပီယံလိဝင်ဝင်မရတဲ့အတွက်ဒီဂရိုဂီယက်အနေနဲ့ United ကိုပြောင်းလာဖို့အနည်းငယ်လေးတော့စဉ်းစားလာနိုင်ခြင်းရှိတယ်။ဒါပေမဲ့လည်းဆီယာလဘက်ဆက်ဆံရေးကြောင့်ရော ဒီ MRN ရဲ့မေတ္တာရက်ခတ်မှုကြောင့်ရော Grogies ကို United အနေနဲ့တကယ်ခေါ်မယ်ဆိုရင်မမျှော်လင့်တဲ့အနေအထားနဲ့ရောက်ရှိလာနိုင်တယ်။ဒါတကယ် United ကိုရောက်ရှိလာနိုင်တဲ့ကစားသမားတွေပါ။ဒီကစားသမားတွေမှာဘယ်ကစားသမားတွေကို United ပြည်သက်တွေကအုတ်တက်ဖို့မှာမြင်ကြလဲ။ comment မှာမှတ်ချက်ပေးသွားလို့ရပါတယ်။